အရှင်ရှိပါရဲ့ဟောကြားမှုကိုဗိုင်ဒါဗီရဲ့ငယ်ဘဝမှာဆွဲလန်းသွားခဲ့တာအသက်၁၈နှစ်ပြည့်ပြီးတဲ့နောက်ပိုင်းအိမ်ကနေထွက်ပြီးသူတော်စင်တွေနဲ့အတူလှည့်လည်နေခဲ့တာဖြစ်ကြောင်းရာဒါကရှင်းပြခဲ့ပါတယ်။အမားထွက်သွားပြီးမကြခင်မှာပဲကျမရဲ့မိဘတွေကိုဆုံးရှုံးလိုက်ရတယ်။အဲဒီနောက်ပိုင်းမှာအမားဗိုင်ဒါဗီရဲ့နာမည်ကဘာဗာနီဆိုပြီးတော့ဖြစ်သွားခဲ့တယ်။ဒီမဝင်တာနှင်းတော်ထဲမှာရှိနေခဲ့တဲ့သူတော်စင်တွေတောင်သူ့ရဲ့နောက်လိုက်တွေဖြစ်လာခဲ့တယ်။သူကခြေပလာနဲ့ပဲသွာလာလေးရှိသလိုမပြိုလဲတဲ့ခန္ဓာကိုယ်မိနဲ့တန့်စင်ထားတဲ့စိတ်ဝိညာဉ် သူ့ရဲ့တက်ရှူတန်းကအရှင်ရှိပါကိုစုတောင်းတန်နဲ့တသားတည်းဖြစ်လာခဲ့တယ်။သူကကာရှီအာဂိုရက်စ်နဲ့ပူးပေါင်းပြီးနာဂါစာတူးဖြစ်လာခဲ့တယ်လို့ဗိုင်ရာဗီရဲ့ဘုံပုတ်တွေကိုပြောပြနေခဲ့ပါတယ်။ရွာသားတွေကလည်းသူ့ကိုဘလို့ရှာရမလဲလို့မေးမြန်းခဲ့တဲ့အခါသူကရာမာဂရီခန္ဓာရဲ့ခြေရင်းမှာကြိုက်တဲ့နေရာတစ်ခုပေါ့အဖွားရဲ့နှစ်ပတ်လည်နေကိုရောက်တိုင်းအမဗိုင်ရာဗီကအဲ့ကိုလာတတ်တယ်လို့ရာဒါကပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့ပဲရွာသူရွာသားတွေလည်းဗိုင်ရာဗီနဲ့တွေ့ရဖို့အတွက်ရာဒါပြောပြခဲ့တဲ့နေရာကိုပင်ပန်းဆင်းရဲစွာနဲ့တွားရောက်ခဲ့ကြပါတယ်။ ရွာသူရွာသားတွေလည်းရွာတိရွာမှာခဏအနားယူနေခဲ့ကြရင်နွားတွေကိုကိုပြီးကားတစ်စီးနဲ့တဲဆောင်လာခဲ့တဲ့လူတစုကိုတွေ့မြင်လိုက်ရတာကြောင့်စိတ်ဝင်စားနဲ့ချီရှုနေခဲ့ကြပါလူတစုကခုဆောင်သွားတဲ့နွားတွေထဲမှာနွားမကြီးတကောင်ရဲ့နွားပေါက်လေးကမိခင်နွားမကြီးရဲ့နောက်ကိုအပြေးလေးလိုက်နေခဲ့တာကြောင့်လူတစုကလည်းတနာညတာမှုမရှိဘဲနွားပေါက်လေးကိုအရက်ပလင်းတွေနဲ့ပြစ်ပေါက်နေခဲ့တာကြောင့်နွားပေါက်လေးကလည်းခြေထောက်မှာပလင်းတွေစုပြီးဆမ်လိုက်နိုင်မဲ့ဖြစ်သွားခဲ့ရတာကြောင့်မိခင်နွားမကြီးကလည်းမနေတာတော့ပဲအတင်းယုံကကားပေါ်ကနေဆင်းပြီးနွားပေါက်လေးကိုနှုတ်တိုက်နေခဲ့ပါတော့ လူတစုသဲဆောင်လာတဲ့တခြားနွားတွေကလည်းဝယုံသုံးကားတွေဖြစ်ပြီးကားပေါ်ကနေပြေးဆင်းသွားခဲ့တာကြောင့်အဆိုပါလူတစုလည်းနွားတွေကိုရိုက်နှက်နေခဲ့ပါတော့တယ်အဲ့ဒီချိန်မှာပဲအနာမရှိတဲ့မျိုးသမီးတယောက်ကတနားညတာမှုကင်းမဲ့တဲ့လူစုကိုပညာပေးဖို့အတွက်အရှင်ရှိပါလို့လှမ်းဟောခဲ့တဲ့အခါအရှင်ရှိပါဖျားကြောင်ပြက်ကြီးရဲ့မှာတရားကျင့်နေတဲ့ဗိုင်လာဘီဖြစ်နာဂါစာတုကကြားသွားခဲ့ပါတော့တယ်။အဲ့နောက်နာဂါစာတုလည်းနွားတွေကိုရိုက်နှက်နေတဲ့လူငယ်စုစီကိုရောက်ရှိလို့လာခဲ့ကပညာပေးတိုက်ခိုက်ဆုံးမလိုက်ရင်နွားတွေကိုနေရာတကျပြန်ထားဖို့ပြောဆိုခဲ့ပါတယ်။ ဒါကိုမြင်တွေ့နေရတဲ့ဟိုတယ်လာရွာသူရွာသားတွေကလည်းသူတို့ရှာနေတဲ့သူကဗိုင်းရာဗီဖြစ်နာဂါဆာတူရဲ့ဆိုတာကိုသဘောပေါက်သွားခဲ့ကနာဂါဆာတူရဲ့နားကိုသွားပြီးဟိုတယ်လာရွာလေးရဲ့အချောင်းကိုပြောပြကအကူအညီတောင်းခံခဲ့ကြပါနာဂါဆာတူလည်းအရှင်ရှိပါကိုပူဇော်ဖို့ပြင်ဆင်နေခဲ့ရင်ရှင်ချင်းတိဆုံချင်းပျော်ရွှင်မှုဝမ်းနည်းမှုဆိုတာကကိုယ့်ရဲ့လောက်ရပေါ်မှာမူတည်ပါတယ်။ကိုတိုင်းပဲခံစားရတယ်လို့နာဂါဆာတူကပြောဆိုခဲ့ပါတယ်။အိုဒဲလာရွာမှာကျမတို့ရဲ့ဒုက္ခတွေကိုအရှင်မာလာနာနဲ့အတူမျှဝေခံစားနေရပါတယ်။ ါပေမဲ့ခုဆိုရင်ဖះเจ้าမှာဖုံးတော်ကြီးတောင်မရှိတော့ပါဘူးအရှင်ကအတန်မဲ့ဖြစ်သွားပါပြီလို့ရွာသားတူကဝမ်းနဲ့စွာနဲ့ပြောဆိုခဲ့တဲ့အခါနာဂါစာတူတယောက်ရွာသားတွေကိုအာမန်ပြည့်နဲ့လှည့်ကြည့်လိုက်တော့နာဂါစာတူရဲ့နှစ်ဖူးမှရှိတဲ့အရှင်ရှိပါရဲ့မှတ်သားလေးကဒူကြစွာနဲ့ပဲအလင်းရောင်တွေဖြတ်ထွက်သွားခဲ့တာကိုရွာသူရွာသားတွေအားလုံးကလည်းတွေးလိုက်ရတာကြောင့်သူတို့ကိုစိတ်မဆိုးဖို့တောင်းပန်နေခဲ့ရှာပါကျွန်တော်တို့အမားလုတ်ခဲ့မိရင်အရှင်ကလမ်းပြပေးရမယ်မဟုတ်လား အဲဒါကြောင့်ကျွန်တော်တို့ရဲ့ရွာလေးကိုနာဂစာတုကကဲတင်ပေးပါလို့ရွာသားတွေကပြောဆိုခဲ့တာကြောင့်နာဂစာတုလည်းမငင်းတာတော့ပဲအိုဒေလာရွာလေးကိုလိုက်ပါသွားခဲ့ပါ යි နာဂစာတုတယောက်အိုဒေလာရွာလေးကိုဝင်ဝင်ချင်းပါပဲနွားတကောင်ကဥခိုင်လိုက်သလိုရွာသူရွာသားတွေကလည်းတန်စင်တဲ့ရေတွေနဲ့နာဂစာတုရဲ့ခြေထောက်ကိုရေလောင်းပေးခဲ့ကအယူသေးပေးခဲ့ပြီးကြိုဆိုခဲ့ကြပါ යි နာဂစာတုလည်းငငယ်ကနေခဲ့ဘူးတဲ့အိမ်လေးစီကိုရောက်ရှိသွားခဲ့တဲ့အခါလူမနေတာကြားပြီးမို့အဖွားရဲ့ဓားပုံနဲ့အတူမိသားစုဓားပုံတွေကလည်းဖုန်တွေတက်နေခဲ့ပါ යි ။နာဂါစာတုလည်းအဖွားရဲ့တပ်ပုံကိုတေချာပြင်ဆင်လိုက်ရင်စီမီထွန်းပူဇော်ကဒီမှာရှိတဲ့လူတွေကကျမကိုယုံကြည်ခဲ့ကြတယ်။အဲဒါကြောင့်သူတို့ရဲ့ယုံကြည်မှုကိုကောင်းချီးပေးပါလို့ပြောဆိုခဲ့ပါတယ်။အဲဒီအချိန်မှာပဲယုံကြည်ဆိုသလိုဒီတိုက်သလိုဖြစ်သွားခဲ့ကအရှင်ရှိပါရဲ့ဗတိလုံးလေးကအနားမှာရှိတဲ့တစ်ခေါင်းပေါက်ထဲကိုဝင်ရောက်သွားခဲ့ပါတော့တယ်။ခနာကြမှာတော့တေခေါင်းပေါက်ထဲကနေအရှင်ရှိပါရဲ့ဗတိလုံးနဲ့တူအရှင်ရှိပါရဲ့ငွေကြီးတစ်ကောင်ကထွက်လာခဲ့တာကြောင့်နာဂါစာတုကလည်းအံ ားတင်ပြီးဝမ်းသာသွားခဲ့တယ်လို့ဒါကစာတူးကိုအပြင်ကနေစောင့်ကြည့်နေကြတဲ့ရွာသူရွာသားတွေကလည်းအံ့ဩသွားခဲ့ကြပါဒီလိုနဲ့ပဲနာဂါစာတုလည်းအရှင်ရှီဘာရဲ့ဗတိလုံးလေးကိုယူကာမကောင်းဆိုးဝါးရှိတဲ့နေရာကိုလမ်းညွန်စေခဲ့ပါနာဂါစာတုလည်းဗတိလုံးလေးနှိမ်သွားတဲ့နေရာတွေကိုလိုက်ကြည့်လိုက်ရင်နောက်ဆုံးမှာတော့ဒီရူပတိရဲ့မြေပုံကြီးပေါ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်နာဂါစာတုလည်းဒီရူပတိရဲ့မြေပုံကြီးနားကိုခြေချလိုက်တဲ့အခါမှာတော့ထူဆန်းနေခဲ့တာကြောင့်ခြေထောက်ကိုပြန်ယုံသိမ်းလိုက်တော့နာဂါစာတုရဲ့ခြေရာမှာမိတွေလောင်မြိုက်နေခဲ့တာကိုတွေ့လိုက်ရပါတော့တယ် အဲ့ချိန်ရေကြီးထဲမှာရှိနေတဲ့မကောင်းဆိုးဝါးသီရူပတိကလည်းနာဂစာဒုကိုမလာဖို့ပြောဆိုတားမြစ်နေခဲ့ပေမဲ့လည်းနာဂစာဒုကတော့နားမထောင်ပဲသီရူပတိရဲ့မြေပုံကြီးကိုကြည့်ကခရင်သုံးကသေးလေးနဲ့မြေပုံကြီးပေါ်ကိုထိုးဆိုင်လိုက်ပါတော့တယ်။အဲ့နောက်နာဂစာဒုလည်းဂျွာသားတွေကိုကြည့်ပြီးမကောင်းဆိုးဝါးဆလီရဲ့ကြောင်ထိ ंछ ုပ်ဖို့အတွက်ပစ္စည်းတွေလိုလိမ့်မယ်။အရာတွေကတော့ဖျားเจ้าမှာကူးငယ်ခံရတဲ့နန္ဒီလေးကူလက်မလွှဲထားတဲ့ကောက်ပဲသီးနံကိုမျိုး န်းစင်နဲ့ခင်ကမြည်ရီလိုအပ်တယ်လို့နာဂါစာတုကပြောဆိုခဲ့တာကြောင့်ရွာသူရွာသားတွေကလည်းလိုအပ်တာတွေကိုပြင်ဆင်ပေးခဲ့ကြပါနာဂါစာတုလည်းအစည်းအဝေးကိုပြုလုပ်ပြီးရွာသူရွာသားတွေကိုချိကဒီနေ့ကဘာဂါရှိလာလရဲ့လာဆန်းနေပါအနောက်ပြန်ရှုကလာပတ်ရှားစပါတယ်အဒီရှုကလာပတ်ရှားပြီးတဲ့အချိန်မှာသီရူပတိရဲ့မကောင်းဆိုးဝါးဝိညာဉ်ကအားနေသွားပါလိမ့်မယ်အဲဒီချိန်ထိနန္ဒီလေးကူကရွာကိုကာကွယ်ပေးပါလိမ့်မယ်နန္ဒီလေးကူကရွေသွားခဲ့ရင်ဖြစ်ဖြစ် ောက်ပဲတီနန်တွေကမလက်ဆက်တော့ရင်ဖြစ်ဖြစ်ဒါမှမဟုတ်လူသားတယောက်ရဲ့အရေးကဒီမြေပုံကြီးပေါ်ကိုချလာခဲ့မယ်ဆိုရင်တော့ဒီမကောင်းဆိုးဝါးကိုနှိမ်နှင်းဖို့အတွက်ဖျားရှင်တော်လုံနိုင်တော့မှမဟုတ်ဘူးလို့နာဂါစာတုကပြောပြခဲ့ပိုင်းအဲဒါကြောင့်ဆလေးရတာအတွက်ဒီနေရာကိုဂျွာသားတယောက်စီအလဲကျစောင့်ကြည့်ဖို့လိုအပ်ကြောင်းနာဂါစာတုကပြောဆိုခဲ့ပိုင်းအဲ့နောက်ပိုင်းငါတို့ကအလောင်းကိုတူပြီးမိရှို့လိုက်ရင်ကပါလာမိုရှာကိုရမယ်လို့နာဂါစာတူကပြောဆိုရင်ရှီဖိုဟန်လို့ရေရွတ်ခဲ့ပါတော့တယ် အဲ့နောက်ရွာသားတူကနာဂါစာတူးကိုကြည့်ရင်ကိစ္စတွေမပြီးခင်ချိန်တည်းရွာမှာပဲနေပေးဖို့အကူအညီတွေတောင်းနေခဲ့ပြန်တာမို့နာဂါစာတူးကလည်းလက်ခံခဲ့တာဘုရားကျောင်းမှာနေထိုင်ဖို့ဦးရဲလာရွာလေးရဲ့ထူးဆန်းတဲ့ဖြစ်ပျက်ကိုရိုက်ကူးရေးလာလုပ်တဲ့လူငယ်တစုကဒရုန်းနဲ့မောင်းနေရင်ဒီရူပတ်တီရဲ့မြေပုံကြီးပေါ်ကိုဒရုန်းကမတော်တဆပြုတ်ကျသွားခဲ့တာကြောင့် အဖွဲ့ဝင်တယောက်ကဒရုန်းကိုတွားကောက်ဖို့ကြိုးစားခဲ့ချိန်ဒါကစာတူးရဲ့မိန့်တိုင်းစောင့်ချက်နေတဲ့ရွာသားကလည်းတွှိရှိသွားခဲ့တာကြောင့်မြေပုံကြီးရဲ့နားကိုတွားခွင့်မပေးဘဲတားမြစ်နေခဲ့တာကြောင့်လူငယ်တစုလည်းစိတ်လျှော့ကလှည့်ပြန်သွားခဲ့ပါတော့တယ်။ညာဘက်ကိုရောက်တဲ့အခါသီရူပတိရဲ့မြေပုံကိုစောင့်ချက်နေတဲ့ရွာသားကအိမ်မောချနေခဲ့ချိန်ဒရုန်းကိုလက်မလျှော့ဘဲတွားယူဖို့ကြိုးစားတဲ့လူတစ်ယောက်ကဂါရန်သားတဲ့တန်ဆူးချိုးကိုကျော်ဝင်ခဲ့ချိန်ပခုံးမှာအနှင်းငယ်ချစ်မိသွားခဲ့တာကြောင့်အဆိုပါလူလည်းဒဏ်ရာကြောင့်တွေးထွက်သွားခဲ့ပါတော့တယ်။ အဆိုပါလူကသူတွေထွက်နေကြတာကိုဂီမဆိုင်နိုင်ပဲဒရုန်းကိုသွားယူခဲ့ခြင်းသူရဲ့ကုခန္ဓာကထွက်နေတဲ့သူတွေကဒီရူပတ္တိရဲ့မြေပုံကြီးပေါ်ကိုကျသွားခဲ့တဲ့အချိန်မှာတော့ဒီရူပတ္တိတရားနိုးထလာခဲ့ကအဆိုပါလူရဲ့ကုခန္ဓာတွေကိုပုကတ်သွားခဲ့ပါတော့တယ်။ဒါကိုသိရှိလိုက်တဲ့နာဂါစာတုတရားအိယာကနေလန်နိုးသွားခဲ့ပါတော့တယ်။အဲဒီနောက်ဒီရူပတ္တိတရားနာဂါစာတုရှိတဲ့ဘုရားကျောင်းရှိကိုရောက်ရှိလာခဲ့ခြင်းနာဂါစာတုတရားရေချိုးတန်းစင်နေကြတာကိုမြင်ပြီးတနာယူနေတဲ့ဒီရူပတ္တိကနာဂါစာတုရဲ့ရေဆိုလကိုမမောသွားခဲ့ပါတော့တယ်။ တနာစိမ့်နဲ့တီရူပတိတရာနာဂါစာတူရဲ့နားကိုသွားဖို့စူးစမ်းခဲ့တဲ့အချိန်မှာတော့အရှင်ရှိပါကစေလွတ်လိုက်တယ်လားငွေကြီးတကောင်ကတီရူပတိရဲ့ရှေ့ကနေပိတ်ပင်တားဆီးနေခဲ့တာမို့တီရူပတိတရာဖျားချောင်းထဲကိုဝင်လို့မရပဲဖြစ်နေခဲ့ရပါတယ်။အဲဒီနောက်မှာတော့တီရူပတိလည်းသူ့ရဲ့စပိန်နဲ့အတူငွေကြီးကိုလမ်းစာဖြောက်ဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ပဲသူကပဲခံလိုက်ရပါတော့တယ်။တီရူပတိလည်းငွေကိုကြည့်လိုက်ရင်စိတ်ဆိုးနေခဲ့ချိန်နာဂါစာတူကရောက်ရှိလာခဲ့ပါတယ်။တီရူပတိလည်းနာဂါစာတူလို့ရေရွလိုက်ရင်အိုတယ်လာရွာမှာဘာလို့နှောက်ရက်နေတာလဲလို့မီးမြန်းခဲ့ပါတယ်။ ။ဒါကစာတူးလဲသူ့ရဲ့တောင်ဝဲကြီးကိုမြေကြီးပေါ်မှာတစ်ချက်ဆောင်းချလိုက်။ရူဒရာလိုအော်ဟစ်ခဲ့တဲ့အခါအနောက်မှာရှိနေကြတဲ့တပင်ကြီးကအလိုလိုမီးဆွဲလောင်သွားခဲ့ပါတော့တယ်။ငါကအိုဒေလာရွာရဲ့သမီးတော်ပဲ။ဒါကိုမြဲမြဲမှတ်ထားပါလို့ဒါကစာတူးကပြောဆိုခဲ့ပါတယ်။အလောင်းတွေပေါ်မှာစောင်းတဲ့ခွေးခွက်ကင်ထားတဲ့သဖုံးစာငွေတွေကိုလဲမင်းမှရေးကိုပေါ်မှာပြာရီနဲ့ဖုံးထားတယ်။အဲ့ဒါကဖျားရှင်နဲ့လား။ပြီးတော့မင်းကသူ့ကိုကိုးခဲ့တဲ့ချီပါရှက်တီတဲ့လားလို့ဒီလူပတ်တီကမိုင်းရိုင်းစွာနဲ့ပြောဆိုနေခဲ့တာကြောင့်ပါဇက်ပိတ်ထားဖို့နာဂါစာတူးကပြောဆိုခဲ့ပါတယ် စလုံးတစ်လုံးနဲ့ဝေးစင်တစားရှိတဲ့သူနတ်ဆိုးရဲ့အတ္တကိုဖျက်ဆီးနိုင်တဲ့သူအပြစ်မရှိတဲ့သူတွေကိုကယ်တင်နိုင်တဲ့သူလို့နာဂါစာဒုကပြောဆိုနေခဲ့တာကြောင့်ဒီလူပတိကလည်းတင်းခန့်နိုင်တော့ပဲနာဂါစာဒုကိုမောင်းထုတ်နေခဲ့ရင်မင်းကမင်းမသားတယောက်ပါမင်းမသားဆိုတာယောက်ျားသားမရှိရင်အားနေတဲ့သူပဲမင်းဘာလုပ်နိုင်မှာလဲလို့ပြောဆိုနေခဲ့ပြန်ပါမျိုးခုနှစ်မျိုးမှာမြင့်မြတ်တန့်စင်တဲ့နေရာမှာတရားချင်းခဲ့တဲ့သူကိုစိတ်မခေါ်ပါနဲ့လို့နာဂါစာဒုကပြောဆိုခဲ့တာကြောင့်ဒီရွာကိုဖျက်ဆီးမယ် ဒီနေရာကိုအမှောင်ဖုံးအောင်လုပ်ပြီးဘသူ့ကိုမှလုံမပေးဘူး။မင်းနဲ့မင်းရဲ့လူတွေကရှီဘာရဲ့နာမည်အစားအလောင်းတွေရဲ့နာမည်တွေကိုရွတ်ဆိုနေရလိမ့်မယ်လို့တီရူပတိကပြောဆိုခဲ့ပါတယ်။ငါဒီမှာရှိနေသေးမြတ်တပင်ကိုတော့ထိခွင့်မပေးဘူး။မင်းရဲ့တွင်တွေကနေထပ်ပြီးတော့ထွက်လာရင်တော့ငါမင်းရဲ့ဝိညာဉ်ကိုဖျက်ဆီးပြစ်မယ်လို့နာဂါစာတုကအာမန်ပြည့်နဲ့ဂျုံဝါပြောဆိုခဲ့တာကြောင့်စကန်တိုင်းကိုရေတွက်နေလိုက်ပါ။ဘသူကပိုတော်လဲဆိုတာစောင့်ကြည့်နေပါလို့တီရူပတိကပြောဆိုရင်းပျောက်ကွယ်သွားခဲ့ပါတော့တယ်။စငါရခန်းကြာမြင့်ပြီးတဲ့နောက်မှာတော့ ရာဒါတရားထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ကနာဂါဆာဒူနဲ့တွေ့ဆုံခဲ့ပါအဲ့နောက်နာဂါဆာဒူတို့လည်းယူကလာပရှာကိုကျင်းပနေခဲ့ချိန်မှာပဲစွာမီကြီးတယောက်ကတွတ်ချက်ပြီးဆာရွက်ကိုကြည့်ရင်ဂါရာမန်တန်တပုတ်ကိုရွတ်ဆိုနေခဲ့ချိန်မှာယုတ်ကြီးဆိုသလိုဆာရွက်ကမိထလောင်သွားခဲ့သလိုအခန်းရဲ့ပြတင်းပေါက်တွေကလည်းပိတ်လိုက်ဖွင့်လိုက်တဲ့ဖြစ်နေခဲ့တာကြောင့်နာဂါဆာဒူလည်းသဘောပေါက်သွားခဲ့ကအပြင်ကိုထွက်သွားခဲ့ပိုင်ဒိန်တွေဘော်ကနေတီရူပတိရဲ့အတန်ကိုကြားနေခဲ့ရတာကြောင့်နာဂါဆာဒူတို့လည်းတိမ်မော်ကိုချစ်ရှုနေခဲ့ကြပါတယ် အဲ့ချင်းတိန်ွေဘော်ကနေအတန်နဲ့ကြီးနဲ့ဒီလိုပါတီကမင်းတို့ကငါ့ကိုကန့်တတ်ဖို့ကြိုးစားနေတာလားလို့ပြောဆိုရင်သူရဲ့မြေပုံကြီးစီကိုခေါ်ဆောင်သွားခဲ့တာကြောင့်နာဂါစာတူတို့လည်းအနောက်ကနေလိုက်ပါသွားခဲ့ကြပါရွာသူရွာသားတွေအားလုံးလည်းတီရူပါတီရဲ့မြေပုံကြီးနားကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ဂျီမာလွန်လာတဲ့လေးပွေလိုင်းကြီးတစ်ခုကရှိနေခဲ့ကနာဂါစာတူကိုကြည့်ရင်မင်းကငါ့ကိုနှိမ့်နေနိုင်ပြီလို့ထင်နေတာလားငါဘယ်လိုမျိုးလွတ်လာတာလဲတီလာလို့ပြောဆိုပြီးအခုလိုပဲရှင်းပြခဲ့ပါတော့တယ် ဒရုန်းကိုကောက်ယူခဲ့တဲ့လူရဲ့ခန္ဓာကိုယ်ကိုတီရူပါတီကတုံးချပြီးအောက်လန်းကျင်စင်တွေကိုစနစ်တကျနဲ့ပိုက်ပိုက်နိုင်နိုင်တင်ကြားခဲ့တာဖြစ်ကြောင်းအခုဆိုရင်အသွင်ပြောင်းဖို့အတွက်လူသားရဲ့ခန္ဓာကိုယ်ကိုမလိုအပ်တော့ဘူးလို့တီရူပါတီကပြောဆိုရင်နာဂါစာတူတို့ကိုတိတာထင်ရှားအောင်မြေကြီးနဲ့တမျိုးလေးဝေလိုင်းနဲ့တမျိုးတပင်ကြီးကိုမိသားအောင်ပြုတ်လုပ်ပြီးမိနဲ့တမျိုးအနားမှာရှိတဲ့ရေပြင်ကြီးစီကိုသွားကရေနဲ့တမျိုးပုံစံမျိုးစုံကိုဖန်တီးပြခဲ့တာမို့နာဂါစာတူတို့လည်းဘာပြောရမှန်းမသိပဲအံ့ဩသွားခဲ့ကြပါတယ် မင်းတို့ရဲ့ရွာမှာရှုကလာပတ်ရှာကိုကျင်းပရင်အရောင်တွေနဲ့ပြည်နေမှာမဟုတ်ပဲမင်းရဲ့သွေးတွေနဲ့ပဲပြည်နေပါအရှင်ရှိပါကမင်းတို့ကခွန်အားဆိုရင်ငါကမင်းရဲ့အချောက်တရားဖြစ်လာလိမ့်မယ်ရေမြေလေမီနဲ့ကောင်းငင်စတာတွေကငါရဲ့အစီကံတွေပဲငါကိုဘသူကမှကန့်တတ်လို့မရတော့ဘူးအခုချိန်ကစပြီးတရွာလုံးကိုငါကချုပ်ကင်တော့မယ်လို့ပြောဆိုကတရွာလုံးကိုစီးဝိုင်းကြီးကိုဝိုင်းချလိုက်ပါတော့တယ်အဲ့ဒီစီရဲ့ပြင်ပတ်ကိုလူမပြောနဲ့တတိဆန်တွေတောင်ဖြတ်တန်းဝင်မရှိဘူးအဲ့ဒါကဟိုတယ်လာရဲ့ကြီးမားတဲ့ပျက်စီးခြင်းမဲ့လို့တီရူပါတီကပြောဆိုနေကြတာကို အနားမှာရှိတဲ့လူငယ်တယောက်ကကျောက်လန့်တကြားနဲ့ရွာပြင်ကိုထွက်ပြေးဖို့အတွက်ဈီးကိုကြောပြီးပြေးသွားခဲ့ချိန်မှာပဲမရှုမလနဲ့တိပွဲဝင်သွားခဲ့ရတာကိုရွာသူရွာသားတွေကကြည့်ရင်အံ့ဩကတုန်လှုပ်သွားခဲ့ကြပါတယ်။အဲဒီနောက်